ကလေး၄၀နဲ့တင်တောင်းခံခဲ့ရတဲ့ခံကောင်းတဲ့အမျိုးသမီးရဲ့မင်္ဂလာပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အနောက်တိုင်းကမင်္ဂလာပွဲတွေကတော့ချစ်သူနှစ်ဦးပေါင်းဖက်ဖို့လူသိရှင်ကြားကြေညာတဲ့ပွဲတစ်ခုအဖြစ်သာရိုးရှင်းစွာကျင်းပကြတာပါဒါပေမဲ့မြန်မာနိုင်ငံမှာတော့ဒလီအရာမင်္ဂလာပွဲမှာရိုးရိုးရှင်းရှင်းနဲ့မဟုတ်ပဲတင်တောင်းရတဲ့ဒလီတွေလည်းပါဝင်ပါတယ်သူတို့သားဘက်ကသူတို့သမီးကိုတံပိုးထားကြောင်းပြသတဲ့အနေနဲ့တင်တောင်းတဲ့ပစ္စည်းကိုတူထက်ငါအပြိုင်အဆိုင်ပြင်ဆင်ကြရတာပါပြီးခဲ့တဲ့ရက်ကကျင်းပတဲ့မင်္ဂလာပွဲတစ်ပွဲရလေဆိုရှယ်မီဒီယာသုံးစွဲသူတွေအကြားအရန်ကို ားချစရာကောင်းနေကြတာပါအိန္ဒိယမျိုးနွယ်ဆက်လူမျိုးတွေဖြစ်တာမို့မင်္ဂလာဝဲကိုအိန္ဒိယဆန်ဆန်ကျင်းပကြတာပါကျင်းကားလုံးအဆင်ရှိတဲ့ဟိုတယ်ကြီးမှာသိန်းပေါင်းထောင်ချီအကုန်ကျခံပြီးတော့ကျင်းပတာဖြစ်တယ်လို့အခမ်းအနားအပြင်ဆင်ဟာအစဟိတ်ဟန်နေအပြည့်နဲ့ဖြစ်နေကြတာပါဒါအပြင်မင်္ဂလာဝဲကိုလည်းရိုးရအတိုင်းအသေးချာကိုပြင်ဆင်ကြတာပါဟိန္ဒူမျိုးနယ်လူမျိုးတွေမှာကမင်္ဂလာပွဲမှာဆိုတင်တောင်းတဲ့ပစ္စည်းကိုလည်းတေချာပြင်ဆင်ရတာဖြစ်ပါတယ် သူတို့သားဖြစ်သူဟာသူတို့သမီးကိုတင်တောင်းဖို့အတွက်ဂရေ40အထိကိုပြင်ဆင်ခဲ့ရပါနိုင်ငံကျော်စိန်ရွှေရတနာဆိုင်ဒီဇိုင်းဖြစ်တဲ့ဇွဲချက်ရတနာဆိုင်မှာဂရေ40လောက်တန်ဖိုးရှိတဲ့စိန်လက်ဝတ်ရတနာတွေဝယ်ပြီးတော့တင်တောင်းခဲ့တာဖြစ်ပါတယ်ဂရေ40နဲ့တင်တောင်းပြီးတော့တန်ဖိုးထားခဲ့ရတဲ့အမျိုးသမီးကို အားလုံးကလည်းအားကျနေကြတာဖြစ်ပါတယ်အခုလိုတန်ဖိုးထားတင်တောင်းခံရဖို့ဆိုတာ ငွေကြေးတစ်ခုတည်းပြည့်စုံရုံနဲ့မရသေးပါဘူး။ငွေရှိတိုင်းလည်းအမျိုးသားတွေကအမျိုးသမီးတွေအပေါ်မှာဖြည့်ဆည်းပေးကျင်ကြတာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့သူတို့သမီးလေးကအားကျစရာကောင်းတဲ့သူအဖြစ်ချီးကျူးကိုခံနေရတာဖြစ်ပါတယ်။မင်္ဂလာပွဲကိုလည်းချင်းချင်းသေးကျင်းပသလိုချယ်ရီသင်းကိုပါတချင်းဆိုဖို့ငှားခဲ့တာဖြစ်ပါတယ်။ချယ်ရီသင်းကအိန္ဒိယတချင်းနေနဲ့လည်းဒီဆိုဖျော်ပြပေးခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲကအားကျစရာကောင်းလောက်အောင်ကိုအချစ်တင်နဲ့ပြည့်နေနေခဲ့ရလဲဖြစ်ပါတယ်။ 柴里丁说：“原来，这里在正常情况下都都没有气味哦。” အားကျနေရဖြစ်ပါရင်မင်္ဂလာဝဲရကျင်းနူးစရာကောင်းတာကြောင့်မို့သူကိုယ်တိုင်တောင်မင်္ဂလာဆောင်ကျင်တဲ့စိတ်တွေဖြစ်သွားကြရပါအနုပညာရှင်တွေတိမှဆိုရင်လည်းအခုလိုမျိုးဒိဋ္ဌိကျဲတင်ကောင်းခံရတဲ့လူတိုင်းအားကျခံရတဲ့သူတွေရှိပါတယ်ဘိုးကြပြုခင်ဆိုရင်လည်းရွှေတွေကိုတန်းစီပြီးတော့ဒိန်းတောင်းချီတင်တောင်းခံကြရတာဖြစ်ပါတယ်အခုလိုတင်တောင်းခံရတာတွေကိုကြည့်ပြီးတော့အမျိုးသမီးတချို့အတွက်လည်းတန်ဖိုးရှိအောင်နေထိုင်ရမယ်ဆိုပြီးတော့အတွေ့တချို့ရရှိစေပါတယ်ဂရီ40နဲ့တင်တောင်းခံကြရတဲ့ကံကောင်းတဲ့အမျိုးသ မီးရဲ့မင်္ဂလာဝဲကိုအားကြလားဆိုတာပရိသတ်ကြီးနေနဲ့ပြောပြပါအောင်။စုံလေးကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။